ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုကျိုဂိမီယာကိုကျိုပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့တယောက်ကိုအ ਨੇ ဆုံးတကောင်နှုံးလောက်ပိုင်ဆိုင်ထားတင်နေကျွန်တော်ဆိုရီယက်စကင်တကောင်ကိုဘယ်လိုမျိုးစီတက်တက်တက်တာနဲ့ဖောက်အောင်မလဲဆိုတော့ကျွန်တော်တပြတ်ရှင်းပြပေးတော့မှာဖြစ်ပါတယ်ကဲအဲဆိုထုတ်တဲ့အတိုင်းပဲကျွန်တော်တို့ဗီဒီယိုလေးမစတင်ခင်မှာ join video လေးကို like subscribe လေးနဲ့ကူညီပေးကြလို့ရပါတယ်ကဲအဲဆိုကျွန်တော်ဆက်လိုက်ကြရအောင်ဗျာ ကဲဗြဟ္မာဥဆုံးတစ်ချက်အနေနဲ့ဘရာသာတို့ကျွန်တော်ပြောပြပါမယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့ဇိုဒီယက်မှာတည်ထားတဲ့ဟာဘာလဲဆိုလို့ရှိရင်ဇိုဒီယက်စကင်တကောင်ကိုဒီတိုင်းပဲဖောက်မယ်ဆိုလို့ရှိရင်အနည်းဆုံးထိုင်မိုးအနေနဲ့အာထိုင်မိုးအနေနဲ့ကဘာလို့အနည်းဆုံးမဟုတ်ပါဘူးကျွန်တော်တို့စကင်တကောင်ကိုရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ထိုင်မိုးအနေနဲ့က2000ကိုကြာမှာဖြစ်ပါတယ်အဲ့ဒါကလုံးဝပါစနစ်တွေဘာတွေဘာမှမပါဘူးအော်ဘာလို့ဒီတိုင်းပဲကျွန်တော်ထိုင်မိုးတရာဝန်း9000လုံးနဲ့ကြိတ်တာဘာလို့အဲ့ဒါကတော့ကျွန်တော်တို့ အာဘယ်လိုပြောရမလဲကျွန်တော်အာအဲ့တထောင်2000လောက်ကုန်ကြမယ်ပေါ့နော်ဒါပေမဲ့အဲ့အခုလိုမျိုးပါဆန်နေလေးတွေပွားလို့ရှင်ကျွန်တော်တောင်းအားရှယ်ပေါ့နော်ပါဆန်နေတရားဆိုလို့ရှင်ပြီဒီမှာပြ80ဆိုလို့ရှင်မြတ်100ဆိုတော်တော်လေးကိုတက်တာပါပဲပေါ့နော်ကြော်ပါပြောမယ်ဆိုလို့ရှိရင်ဒိုင်မိုအနေနဲ့ဆိုလို့ရှိရင်တော့မှပဲ30လောက်တက်တာပါဗျာအဲ့တည်းကြောင့်မို့လို့ဘရာသားတို့အနေနဲ့ဒိုင်မို30ဆိုတာလည်းမနေပါဘူးဘရာသားတို့အနေနဲ့ယူထားတင်နေပါတော့အာကြော်လေးဒီဆလီနာလေးကိုကြိုက်ပါတယ်အဲ့တည်းကြောင့်မို့လို့ ဒီတစ်ခေါက်မှီလို့ရှိရင်တော့ကျွန်တော်ဒီတစ်ခေါက်အောက်ယူယူဖြစ်တော့တယ်ပေါ့နော်ဒိုင်မွန်350လောက်နဲ့ဆိုရစ်စလီနာဟာဆိုလို့ရှိရင်တော့ယူယူတင်တယ်ပွားလို့ရှိရင်တော့တက်ပြောပြမှာဒီလိုမျိုး percentage တွေရှိပြီးတော့ကျွန်တော်80ကိုကျိတ်မယ်ဆိုလို့ရှိရင်တော့ဒီ skin တကောင်ကိုရဖို့အတွက် diamond အနေနဲ့ကကျွန်တော်တို့1400ပဲကုန်ကြပါမယ် ဆိုတော့ brother တို့အနေနဲ့ diamond က600လောက်တိ ਉਹ ဗျာအကုန်ကျနေပါမယ်ပေါ့နော်အဲ့တော့ကြောင့်မို့လို့ brother တို့အနေနဲ့ diamond 600ဆိုတာလေဗျာမနေဘူးနော်စတားလိုက်နှစ်ခါလောက်ဝင်စားရှိတယ်ဗျာအဲ့တော့ကြောင့်မို့လို့ brother တို့ကဒီဈေးစစတာနဲ့ဖောက်မယ်ဆိုလို့ရှိရင်အဲ့လိုဖောက်သူကလို့ရှိရင်ထပ်ပြီးတော့ဈေးတက်တာဘယ်လိုမျိုးထပ်ဖောက်အောင်မလဲဆိုလို့ရှိရင်တော့ဒီလာတိုင်းလာတဲ့ကျတို့ဒီပေါ့နော် လားစဉ် COE ပေါ့နော်အဲ့ဒါအတော့ brother တို့အနေနဲ့တန်ပါတယ် diamond တရာလောင်းနေဗျာ brother တို့အနေနဲ့ပို့ပြီးတော့ရမှာအနည်းဆုံးဗျာ120တော့ဗျာလူတိုင်းကမရဘူးဗောနော်ကျွန်တော်ဆိုလို့ရှိရင်တော့မှာဗျာ160နဲ့140ချောင်းပဲကြုံရတယ်120တော့တစ်ခါမှမရဘူးဗျာဖောက်တယ်ဖောက်တာလည်းတော်ကြာပြီဗောနော်အဲ့ဒါတော့ brother ကန်နဲ့ဆိုင်ပါလေကန်ကောကြုံ200လို့180ကိုလည်းပေါက်သွားနိုင်တယ်ဗောနော်ကျွန်တော်ကဒါကို140ဗောနော်အနည်းဆုံးနဲ့တွက်ပြမယ်ဆိုလို့ရှိရင်140ဆိုလို့ရှိရင်ဗျာ brother အနေနဲ့ time moon က100ပဲ ကုန်ကြမယ်။တွားလို့ရှိရင်အဲ့ဒီဇိုဒီယက်မာလေးကြုံနှစ်ခေါက်ထပ်ပြီးတော့ဖောက်လို့ရမယ်။အဲ့ဒီမျိုးတလောက်လာမယ်ပေါ်လို့ရှိရင်ကြုံနှစ်ခေါက်ဖောက်မယ်ဖောက်မယ်ဆိုလို့ရှိရင်ဗျ။ဘရာသာတို့အနေနဲ့အကုန်ကြတော်တော်လေးကိုတတ်တာပါပဲပေါ့နော်။ဒိုင်းမွန်းလည်းမဟုတ်ဘူး။ဘရာသာတို့အနေနဲ့တရာကိုတွက်ကြည့်လိုက်ဗျ။တရာကို140ဆိုလို့ရှိရင်တော့မှာဗျ။ဘရာသာတို့အနေနဲ့900ဆိုလို့ရှိရင်ဗျ။အနည်းဆုံးဘရာသာတို့အနေနဲ့တတ်တာပါမယ်ဆိုလို့ရှိရင်200လောက်အထိထပ်ပြီးတော့တတ်တာပါမယ်။အဲ့ဒါဆိုလို့ရှိရင်ဘရာသာတို့နဲ့1200 1000လောက်အထိကိုဘရာသာတို့အနေနဲ့တတ်တာဝမ်းဖြစ်ပါတယ်။အဲ့ဒါကတော့ဘရာသာတို့အနေနဲ့ဒီက ကိုယ့်ရဲ့ကံပေါ်မှာလဲဆိုင်ပါတယ်အဲ့ဒီရ Zodiac skin တကောင်ပါနော်သူအားလို့ရှိရင်ကျော်တို့ကျွန်တော်ပြောနေကြအတိုင်းပဲကျော်တို့ဒီမှာပေါ့နော်ဒီ level လေးပြည့်သွားလို့ရှိရင်လဲကျော်တို့ဒီ Zodiac အတုံးလေးဖောက်ကြပါတယ်အဲ့ Zodiac အတုံးကြောင့် mission လေးပါလေးလုပ်ပြီးတော့အဲ့လို Zodiac အတုံးကိုကျော်တို့ဖောက်လိုက်ပါဖောက်လို့ရှိရင်လဲကျော်တို့တန်ပါတယ်ဘာပဲဖြစ်ဖြစ်ပေါ့နော် လိုမျိုးတန်တဲ့ဟာကိုဘရာသာတို့ကဖောက်အောင်မှာဆိုတော့ဗျာအာဘာဖြစ်ကြော free လေးဖောက်လို့ရအောင်မယ်ပြောလို့ရှိရင်တော့ဒီမှာကြော်ပြထားတဲ့ဇူရီရဲ့အတုံးလေးကိုကန်ခေါင်းလို့ရှိရင်လည်းပေါက်ရအောင်မယ်ပေါ့နော်ရလို့ရှိရင်ထပ်ဖောက်လို့ရပါမယ်အာအရှင်နှုံးကတော့ကျော်တို့ဒီ event နေတဲ့မှာကျော်တို့ဇူရီရဲ့တကောင်လာလို့ရှိရင်အဲဇူရီရဲ့ skin နဲ့စော့မယ်ပြောလို့ရှိရင်ကျော်တို့အာတပွဲစော့မယ် share ပြရလားပါလားမသိဘူးပေါ့နော်အနည်းဆုံး၃နှုံးလောက်တော့ရပါတယ်အခုတော့ကျော်ပြန်မလာတော့ပါဘူးဒီမှာအတိုင်းပါပဲ အဲ့လိုမျိုးပေါ့နော်အာဘရာသာတို့ကဖောက်မယ်ဆိုလို့ရှိရင်တော့ဒိုင်းမွန်းအနေနဲ့ကဘောနော်အကိုကြာ1000နဲ့1200ဝန်းကျင်လောက်မှာပဲရှိပါတယ်ပြောမယ်ဆိုလို့ရှိရင်များဒီတိုင်းပဲကျွန်တော်တို့ ီ Zodiac skin တကောင်ကိုဖောက်မှာထက်စားလို့ရှိရင်များသိလား brother တို့အနေနဲ့ကျွန်တော်ပြောသလိုလေးပဲဖောက်ပေါ့နော်ဒါတော့တည့်ရလူတွေလည်းရှိတယ်လို့မတည့်တည့်ရလူတွေလည်းရှိလို့ကြောပြောပြပါပြောပြပါပါပေါ့နော်တချို့လူတွေရတယ်ဗျအချင်းကုန်ခံပြီးတော့ဟောတရားကိုမတွက်ကြဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တေချာတွက်ပြီးတော့ပြောပြတာဒါမှမဟုတ်ဗျဒီလိုမျိုးကြီးပဲတရားကိုဗျတစ်ထောင်နဲ့တွက်မယ်ဆိုလို့ရှိရင်ကျွန်တော်အာဒိုင်းမွန်က2000အထိကိုကုန်ကြတယ်အဲ့ဒီမျိုး2000အထိကိုကုန်ကြတော့ဗျ brother တို့အနေနဲ့နောက်ထပ်2000လောက်ထပ်ပြီးတော့ဖြည့်လိုက်မယ်ဆိုလို့ရှိရင်တော့မှာ character skin တကောင်ရနေပြီဗျအဲ့ဒါကြောင့်မို့ brother တို့အနေနဲ့ကျွန်တော်တို့အာ ပေါ်တော့ဒီအိုက်ဂျိုင်းမဲ့ဆိုလို့ရှိရင်တော့ဖောက်တဲ့နေတဲ့မှာတော့မပါပါဘူးပြီးွားလို့ရှိရင်ကျွန်တော်ကိုကြိုက်တဲ့စကင်တကောင်စောင့်ပြီးတော့ AAC ဖောက်မယ်ဆိုလို့ရှိရင်များအနည်းဆုံးတော့ဒီဇိုးရဲစကင်တကောင်ဆိုတာဗျာရောက်ရပါတယ်အဲ့တကြောင့်မို့လို့ကျွန်တော်ပြောပြတာပါအာကျန်တဲ့အတုံးလေးပါလေး free ride နေရာလေးရှိလို့ရှိရင်လည်းကျွန်တော်ပြောပြခဲ့လို့ရပါတယ်ကျွန်တော် video လေးကဒီလောက်ပါပဲ